်မင်္ဂလာပါရှင်ကျမတို့ဖူးဤဤနယ်ပါ DV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ2020အထွေထွေရွေးကောက်ပွဲရလဒ်ကိုလက်မခံဘဲအာဏာသိမ်းခဲ့တဲ့စစ်ကောင်စားဟာရုရှားသမ္မတပူတင်နဲ့စက်တင်ဘာလ25ရက်ညနေပိုင်းကရုရှားနိုင်ငံကရမလင်နန်းတော်မှာတွေ့ဆုံချိန်မှာရွေးကောက်ပွဲပြီးစီးရင်ဒီမိုကရေစီစံနှုန်းတွေနဲ့အညီအာဏာလွှဲပြောင်းပေးမယ်လို့ပြောကြားခဲ့ပါတယ်။ စစ်ကောင်းဆောင်ကမကြခင်ကာလအတွင်းမြန်မာနိုင်ငံမှာအထွေထွေရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီးကျင်းပပြီးစီးရင်ဒီမိုကရေစီစံနှုန်းတွေနဲ့အညီနိုင်ငံတော်တာဝန်ကိုလွှဲအပ်သွားမှာဖြစ်ကြောင်းရွေးကောက်ပွဲကျင်းပမယ့်ချိန်မှာလည်းနိုင်ငံတကာကလေးလာရေးအဖွဲ့တွေကိုဖိတ်ခေါ်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါသေးတယ်စစ်ကောင်းဆောင်ကအဲ့လိုပြောပေမဲ့2020ရွေးကောက်ပွဲမှာပြည်သူ့မဲနဲ့အနိုင်ရခဲ့တဲ့ NLD ပါတီခေါင်းဆောင်တွေကိုဖမ်းဆီးထားတယ်လို့ပါတီကလည်းဖျက်သိမ်းထားပါဗျ ဒါပြင်စစ်တပ်အသွင်ပြောင်းတွင်လည်းဖွဲ့ထားတဲ့ကြမ်းခိုင်ပါတီနဲ့ပြိုင်ပြီးတနိုင်ငံလုံးရွေးကောက်ပွဲဝင်မဲ့ပါတီတချို့ကိုဖျက်သိမ်းထားသလိုရွေးကောက်ပွဲကိုကန့်ကွက်တယ်ဆိုပြီးအသက်မပြည့်သေးတဲ့ကလေးတွေအပါအဝင်ပြည်သူ၁၂ယောက်ကိုလည်းဖမ်းဆီးထားပါတယ်ရုရှားနိုင်ငံကိုအလို့သဘောခီးနဲ့ရောက်ရှိနေတဲ့စစ်ကောင်းဆောင်ဟာစက်တင်ဘာလ25ရက်ကနေ28ရက်အထိကျင်းပမဲ့ကမ္ဘာအနုမျိုးဖိုရမ်ကိုတက်ရောက်သွားမှာဖြစ်တယ်လို့ကာဇာစတန်နိုင်ငံကိုလည်းအလို့သဘောနဲ့တွားရောက်အောင်မှာဖြစ်တယ်လို့သိရပါပါတယ်ရှင်။ စကိုင်းတိုင်းကျွန်းလမြို့နယ်တဖန်းစိတ်ဆဲအတွင်းမှာတရားမဝင်လောက်ကိုင်းမဲ့ရွှေဖောင်တွေကြောင့်စိုက်ပျိုးမြေဧကပေါင်းတောင်းတဲ့ခြေပြက်စီဆုံးရှုံးနိုင်လို့ဒေသခံတောင်သူလယ်သမားတွေကကန့်ကွက်နေကြပါတယ်ခွန်စောသတင်းပေးပို့ထားပါတယ်ရှင်စကိုင်းတိုင်းကမ်ဘလူခရိုင်ကျွန်းလမြို့နယ်တွင်ကတဖန်းစိတ်ဆဲမှာ ဒီလပိုင်းကစလို့တရားမဝင် ရွှေဖောင်တွေလောက်ကင်လာတာပါအဲ့ဒီရွှေဖောင်တွေကြောင့်ကြေးရွာပေါင်း9ရွာကပြည်သူတွေຫນွေကြပါຫນွေပြောင်းနဲ့ຫນွေတင်းနံနေအပြင်ຢာဒီလိုက်ဆိုင်ပြုံးမဲ့ညီအေကပေါင်းတောင်းတဲ့ချီပြည့်စည်နိုင်ပြီးတဘာဝဝင်းကျင်တွေလည်းထိခိုက်နိုင်လို့ဒေသခံတောင်သူတွေကကန့်ကွက်နေကြတာဖြစ်ပါတယ် တဖန်သိဆိုင်အနောက်ဖက်ချာမှာပြေကိုဥတုတွေမှာရွှေဖောင်းတွေကိုတရားမဝင်ချတာပြီးတဲ့အတွက်ကျွန်မတို့ကလည်းနှွေတိနံကိုဝန်တာအတွက်ရေးကြတဲ့ချိန်မှာစိုက်ပြိုးကြတယ်စိုက်ပြိုးကြတော့ဒီနေရာကိုရွှေဖောင်းတွေမကြဘူးကျွန်မတို့ပြည်သူတွေကကန့်ွက်တယ်ရွှေဖောင်းတွေကြောင့်တရက်ပင်ပြေကိုကျွေးတယ်အေးချမ်းသာအင်းလာစုံတလင်အင်တိုင်းတာယာကုန်းနဲ့လေစင်းအောင်ကြီးရွာတွေကစိုက်ပြိုးမြေတွေပျက်စီးဆုံးရှုံးကုန်မှာဖြစ်ပါတယ် ရွှေဖောင်တွေကြောင့်ပျက်စီးဆုံးရှုံးရမယ်။စိုက်ပျိုးမြင်တဲ့တဘာဝဝင်းကျင်တွေထိခိုက်နစ်နာရမယ်ဒေတာကန်ပြည်သူတွေအတွက်ပြန်လည်ကုစားမယ်အစီအစဉ်တွေကတော့တိတိကျကျမသိရသေးဘူးလို့နစ်နာနေလူတွေကဆိုပါတယ်။ဒီကြရကျွန်တော်တို့ကကလပဲတို့နှမ်းလို့ပြောင်းလို့စားသုံးနေရတယ်ကျွန်တော်ရွှေဖောင်ချင်လိုက်ဘာဘလို့လို့များတော့ကျင်းနေနေတဲ့တဲပုံတွေပေါ်နေတော့တာအကုန်ပျက်စီးသွားတော့တာပဲအဲ့နာမှုတွေဘာဘကုစားမှုလဲဘာဘလာမပြောဘူးတိုင်မချချင်းနေရတယ် ရွှေဖောင်တွေကြောင့်တဘာဝဝင်းကျင်နဲ့စိုက်ပျိုးမြေတွေပျက်စီးသွားရင်ရွာပေါင်း၉ရွာကဒေသခံပြည်သူတွေငတ်မုန်းခေါင်းမတဲ့ဘေးနဲ့ကြုံလာနိုင်ပါတယ်။ဒါကြောင့်တပ်ဆိုင်ရာတာဝန်ရှိသူတွေကဒီကိစ္စကိုအမြန်ဆုံးဖြေရှင်းပေးဖို့နှိမ့်နာမဲ့ပြည်သူလူထုတရက်လုံးကလှူလာနေကြပါတယ်။ လုတ်ကိုက်စားတော့နေတဲ့နေရာလေးတွေကိုကျင်တာဆိုတော့နောက်လည်းမျောလင်းချက်မရှိတော့ဘူးရွှေကျင်ထမင်းအိုးကြောင့်လည်းဝင်ပြီးတော့ဓာအိုးထမင်းချက်နေတဲ့ဓာအိုးရိုက်ခွဲသလိုဖြစ်လို့ကျွန်တော်တို့ကပြောရတာပါအဲ့ဒါလေးကြောင့်မို့ဒါကိုအများရောက်အများဆုံးလာရောက်ပြီးတော့တက်ဆိုင်ရလူကြီးတွေကလာရောက်ဖြည့်ရှင်းစေခြင်းတဲ့သဘောပါတဖန်းစိတ်ဆဲမှာရွှေဖောင်နေလုတ်ကိုက်ရင်စိုက်ပြိုးမိအေကပေါင်းတောင်းနဲ့ချီပြီးပျက်စီးဆုံးရှုံးမှနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ UNG ရဲ့တက်ဆိုင်ရာတာဝန်ရှိသူတွေကဒေတာကန်နေနဲ့တွေ့ဆုံဆွေးနွေးတာတွေရှိပေမဲ့လက်ရှိချိန်ထိညှိနှိုင်းလို့အဆင်မပြေသေးဘူးလို့သိရပါတယ်။ရွှေဖောင်တွေလောက်တာကိုပြည်သူတွေကကန့်ကွက်နေတာကြောင့်တချို့ကတော့လုပ်ငန်းကျင်နာထားတယ်လို့ဒေတာကန်တွေကဆိုပါတယ်။ကျွန်တော်ခွန်စော်ဦးပါ ထိုင်းပြည်သူတွေစီအနာပြန်ပေးဖို့အတွက်2026ခုနှစ်ဇန်နဝါရီလကုန်မှာပါလီမန်ကိုဖျက်သိမ်းဖို့စီစဉ်ထားပြီးအထွေထွေရွေးကောက်ပွဲကိုမတ်လဒါမှမဟုတ်ဧပြီလအစောပိုင်းမှာကျင်းပဖို့စီစဉ်ထားတယ်လို့ထိုင်းဝန်ကြီးချုပ်အနုတင်ချားစ်ဘီယာကူကစက်တင်ဘာလ24ရက်နေ့ဗုဒ္ဓနေ့မှာပြောဆိုလိုက်ပါတယ်။ အစိုးရရဲ့မူဝါဒထုတ်ပြန်ချက်ကိုလွှတ်တော်ကိုတင်ပြပေးဖို့လွှတ်တော်ဥက္ကဋ္ဌကိုစတင်ထားပြီးဖြစ်ကြောင်းနဲ့စက်တင်ဘာလ28ရက်ကနေ30ရက်အကြာတရက်ရက်ကိုရက်ချိန်ပေးဖို့လဲလွှတ်တော်ဥက္ကဋ္ဌကိုတောင်းဆိုထားကြောင်းထိုင်းဝန်ကြီးချုပ်အနုတင်ကပြောကြားခဲ့တာပါ။ အနုတင်ဟာဖွေတိုင်းပါတီကိုဦးဆောင်တဲ့အာနာယညွတ်ပေါင်းအဖွဲ့ကနေသူ့ရဲ့ဖုံချိုင်းထိုင်းပါတီကိုနှုတ်ထွက်ခဲ့ပြီးတဲ့နောက်မှာစက်တင်ဘာလအစောပိုင်းပါလီမန်မဲခွဲဆုံးဖြတ်မှုမှာနိုင်ရရှိခဲ့ပြီးတဲ့နောက်2023ခုနှစ်ဩဂတ်လနောက်ပိုင်းထိုင်းနိုင်ငံရဲ့တတိယမြောက်ဝန်ကြီးချုပ်ဖြစ်လာခဲ့တာပါသူဟာအနာရဖို့အတွက်ပါလီမန်မှာအင်အားအကြီးဆုံးအုပ်စုဖြစ်တဲ့အတိုက်ခံပြည်သူ့ပါတီရဲ့ကြောထောက်နောက်ခံတဲ့အတူဖုံချိုင်းထိုင်းပါတီခေါင်းဆောင်ကိုထောက်ခံပေးဖို့အတွက်သဘောတူညီချက်တစ်စိတ်တစ်ပိုင်းအနေနဲ့ ဝင်ကြီးချုပ်ဖြစ်ပြီးလေးလအတွင်းရွေးကောက်ပွဲခေါ်ယူခြင်းအပါအဝင်တောင်းဆိုချက်အများအပြားနဲ့ပေးယူလုပ်ခဲ့ပါရရှင်ဒီနေ့အတွက်ကမ္ဘာအင်အားအပြင်းဆုံးမုန်တိုင်းရာဂါဆာဟာဟောင်ကောင်ကနေထွက်ခွာသွားခဲ့ပါပြီ။ဒါကြောင့်36နာရီကြာရပ်ဆိုင်ခဲ့ရတဲ့နိုင်ငံတကာလေကြောင်းခရီးစဉ်တွေစက်တင်ဘာလ25ရက်နေ့မှာပြန်လည်စတင်နေပြီဖြစ်တယ်လို့လုပ်ငန်းတွေပို့ဆောင်ရေးနဲ့အကြောင်းတချို့လည်းပြန်ဖွင့်နေပြီဖြစ်တယ်လို့သိရပါဗျ။ ဖိလစ်ပိုင်မြောက်ပိုင်းနဲ့ထိုင်ဝမ်ကိုတိုက်ခိုက်ခဲ့ရမှာလူ၁၄ယောက်သေဆုံးခဲ့တဲ့ရာဂါဇာမုန်တိုင်းဟာတရုတ်ကိုဥတီလာခဲ့တဲ့အတွက်လူဦးရေထူထပ်တဲ့ဟောင်ကောင်မှာစက်တင်ဘာလ23ရက်နေ့ကစပြီးတော့လုပ်ငန်းတွေသွာလာလှုပ်ရှားမှုတွေကိုရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။23ရက်နေ့မှာတော့မုန်တိုင်းဟာတရုတ်တောင်ပိုင်းမြို့ရန်ကျင်းမှာကုန်းတွင်းပိုင်းကိုစတင်ဝင်ရောက်ခဲ့ပါတယ်။23ရက်နေ့မှာဟောင်ကောင်အာဏာပိုင်တွေကအမြင့်ဆုံးတိုင်ဖုန်းသတိပေးချက်အဆင့်30အထိသတ်မှတ်ထားခဲ့ပါတယ်။ ဒဏ်ရာရသူတရာကျော်ရှိရလို့လည်းသိရပါဗျ။25ရက်နေ့မှာတော့ဒုတိယအနေအဆုံးတိုင်ဖုန်းသတိပေးချက်အနေနဲ့မှဆက်လက်ထားရှိခဲ့ပြီးတော့မူကြိုနဲ့ကြောင်းတချို့ဆက်ပိတ်ထားဆဲဖြစ်ပါတယ်။ရာဂါစာမုန်တိုင်းဟာဟောင်ကောင်ကိုဝင်ရောက်ပြီးတဲ့နောက်အပူပိုင်းမုန်တိုင်းအဖြစ်အားပြော့သွားပြီလည်းဖြစ်ပါတယ်။23ရက်နေ့တုန်းကတော့ဟောင်ကောင်အရှေ့ဘက်နဲ့တောင်ဘက်ကမ်းရိုးတန်းမှာလှိုင်းလုံးကြီးတွေဖြစ်ခဲ့ပြီးတော့လမ်းတချို့နဲ့လူနေအဆောက်အုံတချို့ရေလွှမ်းခဲ့ပါတယ်ရှင်။ ယူကရိန်းသမ္မတဇယ်လန်စကီကရုရှားသမ္မတပူတင်နဲ့မော်စကိုမြို့ကလွှဲပြီးတခြားနေရာတွေမှာတွေ့ဖို့အသင့်မဲလို့ပြောပါတယ်။ဇယ်လန်စကီဟာအမေရိကန်ကိုအလဲပတ်ရောက်ချိန်အတွင်းအခုလိုပြောခဲ့တာပါ။ရုရှားကတော့ဒီတွေ့ဆုံပွဲဟာအစ္စတန်ဘူမြို့မှာတွေ့ဆုံဖို့အကြံပြုထားတယ်လို့ယူကရိန်းနဲ့ရုရှားမီဒီယာတွေကဗုဒ္ဓဦးနေကဖော်ပြပါတယ်။ရုရှားပြောရေးဆိုခွင့်ရဒီမီထရီပက်ကော့ကပူတင်ဟာဇယ်လန်စကီနဲ့ဆွေးနွေးဖို့ရှိပေမဲ့မီဒီယာတွေ့ဆုံမှုမပါဘဲတွေ့မယ်လို့ဆိုပါတယ်။ဒါပြင်ပက်ကော့က ယူကရိန်းဟာဆွေးနွေးမှုတွေအဆင်ပြေအောင်ရုရှားရဲ့အဆိုပြုချက်ကိုစိတ်မဝင်စားဘူးလို့လည်းပြောပါရယ်။ကာဇက်စတန်သမ္မတကလည်းသူ့နိုင်ငံဟာဒီဆွေးနွေးမှုအတွက်လက်ခံကျင်းပပေးဖို့အသင့်ရှိတယ်လို့မီဒီယာတွေ့ဆုံပွဲမှာပြောပါရယ်။ကာဇက်စတန်နိုင်ငံဟာရုရှားနဲ့ယူကရိန်းတို့ဆွေးနွေးပွဲအတွက်လိုအပ်ရင်လက်ခံကျင်းပပေးမယ်လို့ပြောဆိုခဲ့တာပါ။ဒါပြင် AI သုံး drone တွေအသုံးပြုတဲ့ကိစ္စကိုလည်းကမ္ဘာကစီးမြင့်တွေတတ်မှတ်ပြီးထိန်းချုပ်ဖို့လိုတယ်လို့ Zelensky ကဆိုပါတယ်။ ပူတင်ဟာယူကရိန်းအပြင်အခြားနိုင်ငံတွေကိုလည်းစီးရဲချဲ့ထွင်မှုကြိုးပမ်းနေတယ်လို့ဇယ်လန်စကီးကဆွတ်ဆွဲခဲ့ပါသေးတယ်ရှင်။ဒီဗီယိုမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ။ကျမတို့ဖူးအီအီနွယ်ပါ။ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။